2024-2025ပိုင်နာနှစ်တနစ်တာကာလအတွင်းမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FTI ဟာအမေရိကန်ဒေါ်လာတန်း900ပင်ပြည့်မီခြင်းမရှိတာကိုရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။ဒိုက်ကာရဲ့ဖော်ပြချက်အရ2024-2025ပိုင်နာနှစ်မှာ FTI ပမာဏကအမေရိကန်ဒေါ်လာ690.18တန်းရှိခဲ့တယ်လို့သိရပါတယ်။ 2023-2024ဘဏ္ဍာနှစ်မှာတော့ကလည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ဝင်ရောက်မှုကိုကြည့်ရင်ဒါကရဲ့အချက်အလက်တွေမှာအမေရိကန်ဒေါ်လာ661.6တန်းသာရရှိခဲ့တာကိုတွေ့ရပါတယ်2024-2025ဘဏ္ဍာနှစ်အတွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ12ခုရဲ့ကရင်းနှီးနှစ်တဘာဝတံငွေကဏ္ဍမှာအမေရိကန်ဒေါ်လာ358တန်းချွန်နဲ့အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြပါတယ် ၎င်းတော့ကုန်ထုတ်လုပ်မှုကဏ္ဍမှာဒေါ်လာ182.8တန်းတယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးကဏ္ဍမှာဒေါ်လာ88.8တန်းဝန်ဆောင်မှုကဏ္ဍမှာဒေါ်လာ50တန်းစွမ်းအင်ကဏ္ဍမှာဒေါ်လာ8.5တန်းမွေးမြူရေးနဲ့ရေလုံငန်းကဏ္ဍမှာဒေါ်လာ1.65တန်းနဲ့စိုက်ပျိုးရေးကဏ္ဍမှာ3.5တန်းဝင်ရောက်ခဲ့ပါတယ် နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုကိုကြည့်ရင်တော့စင်ကာပူနိုင်ငံဟာအမေရိကန်ဒေါ်လာ460တသမ58တန်းနဲ့အများဆုံးရင်းနှီးမြှုပ်နှံထားပြီးတရုတ်နိုင်ငံကဒေါ်လာ64တန်းကျော်နဲ့ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။အင်းဒီချင်းထိုင်းနိုင်ငံကဒေါ်လာ46တန်းကျော်နဲ့တတိယဟောင်ကောင်ကဒေါ်လာ30တသမာ23တန်းကျော်နဲ့စတုတ္ထအများဆုံးရင်းနှီးမြှုပ်နှံထားကြောင်းဒိုက်ကာကဖော်ပြထားကြောင်းပါခင်ဗျာ